ယူကရိန်းအရေးနဲ့ပတ်သက်ပြီးမလှည့်စားရန်ပူတင်ကိုပြည်ထောင်ဝန်ကြီးချုပ်တရိပ်ပင်ယူကရိန်းမှာငြင်းငြင်းရေးရဖို့ကမ္ဘာကောင်းဆောင်တွေနဲ့အတူညှို့ပေါင်းထက်သည့်အစည်းအဝေးဆွေးနွေးပုံပြည်ထောင်ဝန်ကြီးချုပ်စတာမာကစူးစမ်းနေပါတယ်တောင်နေလဲရှင်ပြည်ထောင်အစိုးရရုံးရဲ့ပြောကြားချက်အရဥရောပနိုင်ငံတွေအပါအဝင်ဥရောပသမဂ္ဂကော်မရှင်နေတုံယူကရိန်းကနေတာနဲ့တခြားနိုင်ငံတွေလည်းတက်ရောက်မယ်လို့သိရပါတယ် အမေရိကန်ကအဆိုပြုထားတဲ့ပြစ်ခတ်ရစဲရေးသဘောတူညီမှုကိုရုရှားသမ္မတအပူတင်အနေနဲ့လက်စားမှာကိုခွင့်မပြုဘူးလို့စတာမာကပြောပါတယ်။ယူကရိန်းနဲ့အမေရိကန်တို့သဘောတူထားတဲ့ရက်30ပြစ်ခတ်ရစဲရေးအဆိုပြုချက်ကိုရုရှားနိုင်ငံကလက်ရှိအချိန်ထိသဘောတူတယ်လို့ပြောဆိုတာမျိုးမရှိသေးပါဘူး။ပူတင်ဟာအဲ့ဒီသဘောတူညီချက်ကိုလက်ခံဖို့အချိန်ဆွဲနေတယ်လို့စတာမာကဆိုဆွဲထားပါတယ်။ဗြိတိန်ကဥဆောင်ပြီးပြုလုပ်မဲ့ညှိုးပေါင်းထိပ်သီးအစည်းအဝေးပွဲရဲ့ရွေချက်က အမေရိကန်အနေနဲ့ယူကရိန်းကိုအနာဂတ်ကာလမှာလုံခြုံရေးဆိုင်ရာအမတ်ခံမှုမျိုးပေးနိုင်ဖို့ဥရောပကစီရင်မှာဖြစ်ပါတယ်။ပူတင်ကရက်30အပြည့်ခန့်ရက်စဲရင်းနဲ့ပတ်သက်ပြီးလိုအပ်တာတွေချပြခဲ့တာကြောင့်ယူကရိန်းသမ္မတအစီလမ်စကီကပူတင်ကိုလှစ်စားသူလို့တုံ့ပြန်ခဲ့ပါတယ်။ဒီတစ်ပတ်ထဲမှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကပူတင်နဲ့မော်စကိုမှာဆွေးနွေးခဲ့မှုကကောင်းမွန်မှုနဲ့အကျိုးရှိတဲ့ဆွေးနွေးမှုတွေဖြစ်ခဲ့ကြောင်းပြောဆိုခဲ့တာရှိပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။